ပဲခူးမျိုးတွေကို ခီးသက်တင်ရင်တွေဝင်ခွေပိတ်လိုက်ပြီးတဲ့နောက်ရန်ကုန်ကနေပြေးဆွဲနေတဲ့မီနီဘတ်ရင်တချို့ရင်စိကတိုးတောင်းနေတယ်လို့ခီးသွားတွေကပြောပါတယ်ရန်ကုန်ပဲခူးပြေးဆွဲနေတဲ့မီနီဘတ်ရင်တွေကိုပြင်စီလန်းဆောင်ကနေမြို့ရှောင်းလန်းတိုင်းသွားပြီးကလစ်ကာဝဲမှာဂိတ်ဆုံမှုနိုဝင်ဘာလဒုတိယပတ်ကလမ်းကြောင်းပြောင်းလဲသတ်မှတ်ထားတာဖြစ်ပါတယ် ပဲခူးမျိုးတဲ့ဆက်သွားမဲ့ခီးတဲ့တွေအနေနဲ့ပြင်စီလန်းဆုံးမှဆင်းပြီးနောက်တစ်ဆင့်ပြန်ပြောင်းစီရတာမြို့ရှောင်းလန်းအတိုင်းဆက်လိုက်ပြီးငကူသွားနေကြမြို့တွေလမ်းနဲ့နေတဲ့နေရာမှာဆင်းပြီးဆိုင်ကယ်ကယ်ရီအိုးဝေဆက်ငါသွားနေရတာလို့ဆိုပါတယ်အဲ့ဒီလိုလမ်းကြောင်းပြောင်းလိုက်ပြီးနောက်မှာမီနီဘတ်ရင်တချို့ကရငုံကနေပဲခူးပြင်စီလန်းဆုံးအထိငကူတတ်မှတ်ရင်စီက3000ယူပြီးပြင်စီကနေမြို့ရှောင်းလန်းအတိုင်းဆက်လိုက်ရင် နောက်ထပ်ရင်စီက1000ကျပ်2000ကျပ်ထပ်ပေးရတယ်လို့ ကိုရဲကြုံရတဲ့ခီးတဲ့တယောက်ကပြောပါတယ်လမ်းကြောင်းပြလိုက်တဲ့မြို့ရှောင်းလမ်းမှာဘကိုးမြို့ထဲနဲ့လမ်းဝေးသလိုဂိတ်အစဂိတ်အစုံသတ်မှတ်ထားတဲ့အဝေးပြေးဝေးအသစ်ကိုဖျားကြီးမြို့နာထီရွှေလိုက်တာဖြစ်ပါတယ်။အဲ့ဒီလိုရွှေလိုက်တဲ့အတွက်ရန်ကုန်ဘကိုးသွားလာတဲ့သူတွေတွေမကဘကိုးမြို့ကနေအဝေးပြေးကားစီးပြီးခီးသွားမဲ့သူတွေလည်းအခက်ကြုံနေကြရတယ်လို့မြို့ကန်တွေကပြောပါတယ်ရှင်။